အင်္ဂါသာသမီများတွင်2025ခုနှစ်ဒီဇင်ဘာလ12လပိုင်းတွင်ကံကြမ္မာအစိုးကောင်းနှင့်တလားစာဆောင်ရန်ရှောင်ရန်များကိုဖတ်ကြားပေးသွားမှာဖြစ်ပါれ။လက်ရှိလောက်မှာစိတ်ညစ်စရာကိစ္စတွေကြုံရမယ်။အစင်မပြေမှုတွေဇက်တိုက်ဆိုသလိုဝင်လာတတ်ပြီးတော့မိဆွေတို့ရဲ့စိတ်ထဲမှာအလောက်ထွက်လို့သောစိတ်အလောက်ပြောင်းလဲလောက်ကိုင်းလို့သောစိတ်တွေဖြစ်ပေါ်နေမယ်။မိဆွေတို့အနေနဲ့မပြောင်းမှနဲ့ပြောင်းသောအလောက်တွေမှာပိုးပြီးတော့အစင်မပြေမှုတွေကြုံရ ားတတ်ပါတယ်။ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ကိုပိုင်လုပ်ငန်းများယင်းဤမြုံနှံခြင်းတိုးချဲ့တာမျိုးစိုင်းခွဲဖွင့်လှစ်ခြင်းတွေဒီတလတာမှာခေတ္တခဏစိုင်းငံ့ထားတင်ပါတယ်။ ကျွန်တော်အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလားဒါမှာစီးပွားရေးလုပ်ငန်းမှန်သမျှမိမိမျော်လင့်သလောက်အစမပြေပဲနဲ့အလွဲလွဲချော်ချော်နဲ့စိတ်တိုင်းမကြစရာကိစ္စတွေနဲ့ကြုံရတတ်ပါတယ်။ကျွန်တော်အင်္ဂါသားသမီးမိတ်ဆွေတွေဒီ12လပိုင်းမှာဘာလုပ်ငန်းမဲလှုပ်လှုပ်သတိထား၍လုပ်ကြပါမိတ်ဆွေတို့အနေနဲ့ငွေရဖို့ငွေကြေးခက်ခဲများမှလွတ်မြောက်ဖို့လမ်းစာလေးတွေပေါ်လာမယ်။မိတ်ဆွေတို့အနေနဲ့ဒီတလားဒါမှာဝင်ငွေနဲ့ပြီးတော့ထွက်ငွေများနေမယ်။ မိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလတာမှာဇက်တိုက်ဆိုသလိုအကျွေးတင်မဲ့ကိစ္စလေးတွေနဲ့เนาะကြုံရတာမျိုးလေးတွေအကျွေးတင်မဲ့ကိစ္စလေးတွေပေါ်လာတတ်ပါတယ်အချီးရီမှာမိမိချစ်သူမိမိပေါ်မှာတစ္ဆာဖောက်ခြင်းခံရမယ်ကြုံရမယ်ချစ်သူဆောင်ရွယ်များတစ္ဆာတရားကိုထိမ့်သိမ့်မှာမိမိချစ်သူပေါ်မှာတစ္ဆာရှိပါလေလွန်သောပြီးတွေလိုပဲအချီးရီမှာဇက်ရှုပ်သောသူတွေဒီ12လပိုင်းတလတာမှာဘေးတွေးတတ်ပါလေ အမျိုးသမီးတဦးကြောင့်လင်မယားချင်းစိတ်သဘောထားကွဲလွဲမှုတွေနဲ့ကြုံရမယ်မိ쇠တို့အနေနဲ့ဒီ12လပိုင်းတလတာမှာဒေါသတကြီးဖြည့်ရှင်းတာမျိုးတွေစင်ကျင်တက်ပါတယ်ကျွန်တော်ရဲ့မိ쇠တို့အနေနဲ့ဒီ12လပိုင်းတလတာမှာအိုးအိမ်အစာဦးကိစ္စများဆောင်ရွက်ပါကပူပင်တော့ကပူပင်တော့ကရောက်စရာကိစ္စလေးတွေကြုံရတတ်ပါတယ် မိတ်ဆွေတို့အနေနဲ့လူမှုရေးကိစ္စတွေမှာမိမတယောက်နဲ့ပတ်သက်ပြီးတော့နာမည်ကုန်တဲ့နေကြားစင်းတာမျိုးတွေဆွဆွဲပြောဆိုခံရခြင်းတွေနဲ့ကြုံရမယ်ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ခရီးသွားရန်ကြံရွယ်ထားသောကိစ္စတွေလည်းပြတ်သွားတတ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းတလတာမှာပြဿနာတွေတစ်ခုပြီးတစ်ခုကြုံရပြီးတော့တယောက်ပြီးတယောက်ဒုက္ခပေးတာမျိုးတွေနဲ့လည်းရင်ဆိုင်ရတတ်ပါတယ် ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ပညာရေးကိစ္စတွေသင်တင်နေမယ်ပညာသစ်တွေရရှိမယ်သင်တန်းတက်ရမယ်မိတ်ဆွေတို့ဦးအကူအညီကြောင့်စာမိုးဝဲကိစ္စတွေမှာအဆင်ပြေမှုတွေလည်းရရှိတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့အပူအေးမများခြင်းလဲချောင်းနာခြင်းနှာမွန်ခြင်းရင်ပြည့်ရင်ငယ်ယောဂဝေဒနာလေးတွေဖြစ်နေတတ်ပါတယ်။ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ၁၂လပိုင်းတလတာမှာငွေချေးကိစ္စတွေအဆင်ပြေစေဖို့ ြေပဲယူလက်ဆောင်ပေးပြီးတော့မိဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေစင်ပြေစေဖို့ဒါစူတောင်းပြီးတော့လက်ဆောင်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရင်အင်္ဂါသားသမီးမိဆွေတို့အနေနဲ့ဒီ12လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်3ရက်10ရက်16ရက်နေ့တွေမှာဆောင်ရွက်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စတွေမှာအဆအဆအရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်17ရက်23ရက်20နဲ့6ရက်နေ့တွေကိုရှောင်ရှားပေးရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရင်အင်္ဂါသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အတုံးဆောင်အဝတ်အစားတွေမှာပန်းရောင်ကာကီရောင်ဒေတာရောင်ပါတော့ လက်ကြီးကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတို့အနေနဲ့ထီဝါဒနာပါလို့ထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကန်ဆန်းသောထီနံပါတ်မှာနှစ်စာသုံးဆုံးပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးဒီ၁၂လပိုင်းတလားတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတတ်တ်ကောင်းအောင်ဆိုလို့ရှိရင်မိမိတို့ရဲ့မွေးနေ့နော်နနက်ပိုင်းချိန်ခါမှာနေအိမ်ဖျားเจ้าဆောင်မှာကြာစံကြောတပွဲနဲ့လက်ဖက်ရည်တစ်ခွက်လှူထမ်းပြီးတော့မိဆွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့စူးတောင်းပြီးတော့လှူထမ်းမိရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့အင်္ဂါသာသမီမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလားတာမှာအဆိုးဟူသမျှဝေးလွင်ပါစေ။ကံကောင်းခြင်းမင်္ဂလာဖြာဖြာနဲ့ပြည့်စုံပါစေ။မိတ်ဆွေတို့လောက်ကင်လျက်ရှိသော လုပ်ငန်းဆောင်တာကိစ္စဝဝနော်ပို့ပြီး ပိုးပြီးတော့အစဉ်ပြေမှုတွေနဲ့ကြုံရပြီးတော့ငွေကြေးလက်လာပါတွေနဲ့ပတ်သက်ပြီးတော့လည်းပဲလက်လာပါတွေရှင်လန်းပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့တာရင်ကျွန်တော်ရဲ့တလားစာဟောစရန်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်